အားလုံးပဲမင်္ဂလာပါမောင်ထုံးသူ လစ်စပေါ်မှာတညာအပိုင်းရှင်းကျွန်တော်စေးနာရီပဲရက်နေမိတယ်မျောစင်းရဲ့ပရင်ပေါင်းတော့ရေးတဲ့နေနဲ့ကောင်မလေးတွေစကားပြောတန်ထွက်လာနေတယ်သူတို့ဘာတွေပြောနေကြလဲဆိုတော့ကျွန်တော်မသိဘူးဘယ်သိမလဲကျွန်တော်စိတ်ဝင်စားနားမမထောင်တာအခုလိုရက်နေတဲ့တည်ငှားချင်းကလေးမှကျွန်တော်ဟာတရားရဲ့အစိတ်ပိုင်းတစ်ခုလိုဖြစ်လာတယ် ကျွန်တော်ကိုယ်တိုင်ဖြစ်ဖြစ်သက်သာစီစဉ်သွားနေရည်ရဲမှာမျောပါနေတယ်လို့ခံစားရတယ်။ကျွန်တော်တီဟာအသက်ရှူတဲ့နေရည်စည်းတံကလွယ်ပြီးတခြားဘာကိုမှမသိတော့ဘူး။ကျွန်တော်ရဲ့ဘေဘက်တမ်းမြန်မင်းကြားကမီးရောင်တစ်ခုလှုပ်ရှားနေအမြင်ရတယ်။ကျွန်တော်မျက်လုံးတွေဟာမီးရောင်နောက်ကို လိုက်သွားတယ်။အထိကပြန်ဝင်လာပြီ။မိန်းကလေးတွေရဲ့စကားပြောတဲ့ကိုပြန်ချလာတယ်။ပြီးတော့လင်းနဲ့အတူပါလာနေတဲ့ဇံပြန်နဲ့ကျွန်တော်ကြည့်နေခဲ့မှာပဲမီးရောင်ပြောက်သွားတယ်။ ကျွန်တော်နောက်ဘက်ကပရင်ပေါက်တွေဟာလေတပြိုင်တည်းလို့လို့မှောင်မဲသွားတယ်။မြေကြီးပြင်ဟာလေတခဏမှောင်သွားတယ်။နောက်တော့မှောင်ဝါးလာရအောင်မှတလက်လက်ဖြစ်နေရကို ပြင်းမြင်တယ်။အခုတော့ဖြစ်အလင်းအောင်ဆိုလို့လာရောက်မရှိတော့တယ်။လာရောက်ကတော့တဘာဝရောင်မဟုတ်လား။လျှက်စစ်မီအောင်ထပ်ပို့ပြီးနူးညံ့သိမ်မွေ့တွေအေးမြတွေကုန်လွန်ခဲ့တဲ့နှစ်တွေအတင်းကအလင်းရောင်မဲ့သွားခဲ့ရတဲ့ကျွန်တော်ဘဝကိုပြင်ပြီးသတိရမိ။လာရောက်လို့နူးညံ့အေးမြတဲ့အလင်းရောင်ဟာကျွန်တော်ဘဝတွေကို ရောက်လာပါအောင်တော့မလားကျွန်တော်တရားဘော့ကဆင်းလာခဲ့ပြီးမြို့ဘက်ကတံမြန်မနေတစ်ဖက်တစ်ချက်တန်းနေတဲ့လမ်းစစ်တစ်ခုကြားမှာခောက်တခောက်ပြန်လမ်းလျှောက်နေတယ်။နိုင်ဝဲကောင်အောင်အချင်းပြောအောင်မင်းမဟုတ်လားညနေလာလေလေတံပြာနှန်းကပြင်းလိမ့်မယ်။လာရောက်ကတော့ခေါမိုးတွေမြောင်စင်တွေထက်ကိုငွေရောင်ဖက်ပြန်ပြီးနေဘလောက်တာရဲရှုခင်လေဒီရှုခင်ပေါ်မှာကျွန်တော်သားရရှင်းမှုနေမိရှုခင်လာတွေကိုမြင်ရင်ကျွန်တော်ဟောင်း ပါရီယောမနီတခြားမြို့ကြီးတွေမှာနေတော့ပလေရဲ့အဖန်စီကိုချိန်ပေါင်းများစွာခံခဲ့ရဘူးလေအများအပြင်ပဝင်းကျန်လောက်မှာအပြည့်အဝခံစားလိုက်ရင်တခြားအရာတွေကိုမေ့သွားရောအဲဒီချိန်မှာအဖန်ခံရတာများတယ်ပလေကတော့ဘာရီနဲ့ပဲတူတူသူ့အလုပ်ကိုဘယ်တော့မှမမေ့ဘူးကျွန်တော်ဟာဟစ်တလာပလာဇာဘက်ကိုရှောက်လာခဲ့တယ်အိမ်ကပန်းချက်စီဥတီသွားပြီးဝင်သွားတဲ့လမ်းကြီးရဲ့တောင်မှာလမ်းရဲ့နာမည်ကတော့အရင်နာမည်ဟောင်းမေး အပြောင်းလေးမလုပ်သေးဘူးပရင်ပေါက်တွေပွင့်နေရမြင်ရတယ်ကျွန်တော်စိတ်တည်တည်ငြိမ်နေပြီလက်မောက်ကိုဖြတ်ကူလာခဲ့ဝင်ပေါက်ကိုရောက်တဲ့အခါမှာအပေါ်ကလူတယောက်ဆင်းလာပြီးစင့်ချန်တန်တိုင်းရှောက်လာတာမြင်ရတယ်ကျွန်တော်နောက်ကျသွားပြီနောက်ပြန်ဆုတ်ဖို့အချိန်မရတော့ဘူးမထူတော့တဲ့အတွက်လှေကားစီကိုခက်တီတီပဲရှောက်ခဲ့တယ်စင်လာတဲ့လူကအသက်ခက်ကြီးကြီးမိမကြီးတရားအရင်ကကျွန်တော်တကားမှမမြင်ဘူးမတွေ့ဘူးကလေးမိမကြီး ျွန်တော်အပေါ်ရက်ကိုခတ်တုတ်တုတ်နှက်လာခဲ့တယ်။အခန်းတကားဟာနည်းနည်းလေးဟနေတယ်။ကျွန်တော်တွန်းဖွင့်ပြီးဝင်သွားတော့အထင်းမှာဟေလင်းမောင်ကဘသူမြင်သေးလေ။လို့စီးမေးတယ်။မိမကြီးတယောက်မြင်သွားတယ်။အုတ်ထုတ်မပါဘူးလေ။ဟုတ်တယ်အုတ်ထုတ်မပါဘူး။အင်းစီမကြီးပဲသူ့အခန်းကအထက်ခိုးပေါ်မှာဟေလင်းသူ့ကိုတင်းနေလာနေမိုးလေးပိုင်းထိနားခိုင်းလိုက်တယ်။ သူ့အတွက်ပူမနေပါနဲ့ကျွန်တော်ကပြန်ပြောတယ်သူမောင်ကိုမှတ်မိမယ်မထင်ဘူးမောင်ကိုတူကမှတ်မိသွားပြီဆိုရင်မောင်ချစ်ချင်းသိတယ်ဟယ်လင်ကကျွန်တော်မိုးကအင်ဂျင်နီယာအုတ်ထုတ်ကိုလှမ်းယူတယ်အဝင်တကားဘေးကချိန်မှသွားချိန်တယ်အဲ့ဒီမှာမချိန်နဲ့ဟယ်လင်ကျွန်တော်ကလမ်းပြောတယ်တရားရောက်တာမြင်သွားရင်မလွယ်ဘူးဘီရဲတော့ထည့်ထားလိုက်ပါဘယ်သူမှမလာပါဘူးဟယ်လင်ကပြောပြီးအေကမ်းမက်ကိုရှောက်သွားတယ် ျွန်တော်သူ့နောက်လိုက်မသွားခင်အခန်းတကောက်ကိုတော့ခတ်လိုက်တယ်။ကျွန်တော်နိုင်ငံတွင်းကနှစ်ထုံးခံရလို့ထပ်ပြေးလာစားနှစ်တီတင်းကဆိုရင် အင်ကူမချခနာသတိရတယ်။အင်ကူမေးသွားဖို့လေအမြဲတစီကြိုးစားခဲ့ရတယ်။အခုတော့ကျွန်တော်ဟာကျွန်တော်အိမ်ပြန်ရောက်နေပြီ။ဒါပေမဲ့သိပ်ပြီးဝမ်းသာလာရလို့မရှိဘူး။ကျွန်တော်တချင်ကပိုင်ဆိုင်ခဲ့တဲ့ဓပုံဓပုံကို ပြင်ရသလောက်ပဲစိတ်ထဲကခံစားရတယ်။ကျွန်တော်အခန်းထဲကိုလှည့်ပတ်ကြည့်ပြောင်းလဲမှုသိမ့်မရှိဘူး။ ဆိုဖာကလထိုင်တွေကတော့အယောင်လွင့်နေပြီဒီကလထိုင်တွေဟာအရင်တော့အစိမ်းအောင်မဟုတ်လားမဟုတ်ဘူးအပြရောင်ဤနေရာရောက်တွင်ချက်ဝစ်စီသူဇလန်ကိုဆက်မပြောတော့ဘဲရလိုက်သည်ထို့နောက်ကျွန်တော်ကိုလှည့်ကြည့်ပြီအရာဝတ္ထုမှလေသူတို့ကိုပိုင်ဘွားလေးကိုစီရှိကြတာပဲသူတို့ဘွားကိုခမည်းဘွားနေနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာအင်မတန်ကြောက်စရာကောင်းတာတွေ့ရလိမ့်မယ် ဘာကြောင့်နှမ်းရှင်ကြည့်ရမှာလဲကျွန်တော်ကမေးသည်ခမားရဲ့တလို့နှမ်းရှင်ကြည့်ကြည့်ဘူးလားသူကပြန်မေးသည်ကြည့်တော့ကြည့်ဘူးလေဒါပေမဲ့ကျွန်တော်ကြည့်ပုံကခမားကြည့်ပုံနဲ့ခြားနားလိုက်မယ်ထင်တယ်ဥပမာကျွန်တော်စနေရဲဆိုတော့တခြားကင်ဆာယောဂရှိပြီးစာလောင်နေတဲ့လူနေနှမ်းရှင်ကြည့်လိုက်တယ်စိတ်ထဲမှာအများကြီးသက်သာသွားတယ်ကျွန်တော်ကစာယုံစာတာကင်ဆာယောဂမရှိဘူး ဟိုလူကဆာလဲဆောင်ယောဂကြီးကလေဖိစီးနေတာကျွန်တော်ဒီကအဲ့ဒါပဲကင်းစားဟုတ်လားချက်ဝစ်ကရေရွတ်ကကျွန်တော်အောင်ဘယူတီဘယူတီမြင်ထားပြီးစိုက်ကြည့်သည်ဘလိုကြောက်ခမားက ကင်းစားယောဂကိုတွေ့ရလေကျွန်တော်အနေနဲ့ကာလာသောယောဂနဲ့အဆုတ်ယောဂတွေကိုပြောမယ်ဆိုလဲရတာပါပဲကင်းစားကိုသုံးလိုက်တာကလောလောဆယ်အစီရောဆုံးဖြစ်မယ်ထင်လို့ပါအစီရောဆုံး ချဲဝစ်ကတန်ရောင်လိုက်ရဲ့ရေရွက်ကကျွန်တော်အားဆက်ကြည့်နေသည်ကင်ဆာကတော့မစီရောပါဘူးဗျာကင်ဆာဟာစစသည်တဲ့ရောဂါတစ်ခုမဟုတ်ပါကျွန်တော်ကဥမာပေးတာပါသူကခေါင်းကြီးသည်ခမားခုရောစားနေသေးလားမစားပါဘူးဘာဖြစ်လို့လဲအော်ခမားကစားတဲ့ကြောင်းပြောနေတော့စားနေသလားလို့ပါခမားနဲ့စုံပြီးမှကျွန်တော်ညစာစားတာနှခါရှိပြီလေဗျာသူငိမ့်နေပြန်သည် ။နောက်တခဏမျှကြရင်စိုးစိုးကပြောလဲစသူ့ဇလန်ကိုဆက်ပြောသည်။ကလထိုင်တွေကဝါယောင်တန်းနေကြတယ်။ငါးနှစ်တွင်ပြောင်းလဲသွားတဲ့အရာတစ်ခုပေါ့။ကျွန်တော်ကိုယ်တိုင်ကန်ဂျမိုင်းတန်ကို ခံနေတဲ့အချိန်မှာငါးဖန်းကဖြစ်သွားပြီးပြောင်းလဲမှုတစ်ခုပဲ။တခါတလေအရာဝတ္ထုတွေရောတနည်းနဲ့တနည်းဆက်ဆက်လို့မရဘူး။ဟုတ်တယ်။ကျွန်တော်ထောက်ခံလိုက်သည်။လူတယောက်တည်သွားပြီမေသူ့ကရင်ကတော့မပြည့်စည်ခဲ့ခြင်းခဲ့တယ်။သူ့အိမ်လေး ဘာမှမဖြစ်ပြီးကြံ့ရင်ခဲ့ရပြီအရာဝတ္ထုတွေကတော့သူတို့ရဲ့မူလပုံစံမပြတ်ပြီးတည်ရှိပြီးကြံ့ရင်ခဲ့ကြတယ်ကျွန်တော်တို့ကယူပြီးဖြည့်ဆည်းပြမှသာပြည့်စည်ကုန်ကြတာပါဟုတ်တယ်ကျွန်တော်ကပြန်ပြောသည်လူဘွားလေးတကယ်ရင်ကြတော့တန်မှုမရှိပါဘူးအဲ့ဒီအရာဝတ္ထုတွေနေအထူးထူးပါပဲတန်ဖိုးမရှိဘူးဟုတ်လားဒါတော့မဟုတ်သေးဘူးသင်နေပြကြည့်ပါလေ လူဘောတမှုမရှိဘူးလို့ပြောတာဘာကြောင့်လဲရှင်းပြပါဦးဘာကြောင့်ရေလို့မဟုတ်ဘူးအရာဝတ္ထုတွေကိုတမှုရှိမရှိဆုံးဖြစ်တာကကျွန်တော်တို့ပဲမဟုတ်လားကျွန်တော်တို့ကတမှုရှိအောင်လုပ်ရင်တမှုရှိလာတာပဲတမှုရှိအောင်မလုပ်ရင်တမှုမရှိတော့ဘူးအဲ့ဒီသဘောကိုကျွန်တော်ပြောတာပါချာဝစ်ကဝိုင်းဖန်ခွက်ကိုကောက်ပြီးဒီကြိုင်မော်ချလိုက်သည်ဒါနဲ့နေပါဦးဘာကြောင့်တန်မှုရှိအောင်မလုပ်တင်တာလဲဆိုတဲ့အချက်ရောခင်ဗျားပြောပြနိုင်မလား အဲ့ဒါတော့ကျွန်တော်မပြောပြနိုင်ဘူးကျွန်တော်ကိုယ်တိုင်ကို့ဘွားကိုသိပ်ပြီးအလေးနဲ့ထားနေရကောင်းကျွန်တော်ကလက်ကနာကြီးကိုငုံကြည့်သည်နှစ်နာရီပင်ထိုးသွားပြီဒီဝိုင်းဖွဲ့သည်မိမိကြွကြောင်းအကတီလုံးတစ်ပုတ်ကိုတီးနေသည်နောက်နာရီနေငယ်ကြလေအာယုံတက်တော်မည်ကျွန်တော်ကောင်းတဲ့သူအထွေးတစ်ခုဝင်လာသည်မကြခင်ကဒီဒီသားကထွက်နိုင်တော့မှာပါလားကျွန်တော်လက်သည်အိတ်ကပ်ပေါ်ရောက်သွားသည်လက်မှတ်များရှိမရှိ စန့်ချခြင်းဖြစ်လက်မှတ်တွေတော့ရှိနေသည်ကျွန်တော်ကြားနေကြမဟုတ်သည်တေးဂီတာသံပြီးတော့ကျွန်တော်မတော့ဖူးသည်ဝိုင်းခန်းစီများချဟာသည်ခန်းအားလုံးကျွန်တော်မြင်ခွင့်ထက်၌ဝူတဝါချက်ဝစ်စီစကားပြောတဲ့ကိုကျွန်တော်ကြားသည်ကျွန်တော်ကဧကန်းဝင်တကားမှာရက်နေရဲလို့ချက်ဝစ်ကပြောရင်ဟယ်လင်ကကျွန်တော်ကိုလမ်းကြည့်ပြီးမေးဘာလဲမောင်အင်ကမောင်အတွက်အထူးစင်ကြီးတစ်ခုဖြစ်နေသလား ကျွန်တော်ကခေါင်းရမ်းပြလိုက်ပြီးအခန်းထဲလိုက်ဝင်ခဲ့တယ်။စိတ်ရှုပ်တယ်လို့လို့ဘာလို့လို့ရင်ထဲမှာခံစားရတယ်။ခန်းထဲမှာရှိနေတဲ့ပစ္စည်းတွေဟာကိုယ့်ပစ္စည်းမဟုတ်တော့တယ်လို့ဖြစ်နေတယ်။ဒီပစ္စည်းကို ကျွန်တော်မပိုင်တော့ဘူးလို့ထင်နေတယ်။ဟယ်လင်ကိုကျွန်တော်မပိုင်တော့တယ်လို့စိတ်ထဲမှာ ဖြစ်လာတယ်။အားလုံးဟာအရင်ကလိုပါပဲကွယ်။ကျွန်တော်ကအလိုက်တင်ပြန်ပြောလိုက်တယ်။ဘယ်ဟာမှအရင်ကလို့ မဟုတ်တော့ဘူးလို့သူကပြောတယ်မောင်ဘာဖြစ်လို့ဒီကိုပြန်လာရလဲအားလုံးရင်ကားလိုပဲဆိုပြီးပြန်လာရလားမဟုတ်ပါဘူးဟယ်လင်အားရင်ကားလိုမဟုတ်ပါဘူးဆိုတာမောင်မသိပဲပဲနေမလဲဒါဆိုရင်ဘာကြောင့်ပြန်လာလဲမင်းနဲ့တွေ့ချင်လို့ပြန်လာတာပေါ့ကွယ်အရင်တုန်းကတော့ဘာဖြစ်လို့ဟယ်လင်ကိုမတွေ့မိရလဲအရင်တုန်းက ကျွန်တော်သူ့မိကုံကိုနားမလည်နိုင်ပေဖြစ်သွားသည်မင်းဘာဆိုလိုလဲဟေလင်အရင်ကတော့ပြန်လာဖို့အခွင့်အလမ်းကပေးနေရကိုဟေလင်မေးနေရအဲ့ဒါမဟုတ်ဘူးမောင်ဒီကထွက်မသွားခင်ဟေလင်ကိုဘာကြောင့်သတိမရလားလေအဲ့ဒါကိုမေးတာကျွန်တော်သူ့ကိုကြောက်မိကြည့်နေအခုတတိသူပြောတဲ့စကားကိုကျွန်တော်နားမလည်သေးဘူးအဲ့တော့ကမောင်ကဘာဖြစ်လို့သတိရရမှာလေ ဟယ်လင်ကကျွန်တော်မိကုန်းကိုချက်ချင်းမဖြစ်ဘူးတော်တော်ကြားမှဖြက်ကနေပြန်ပြောတယ်အဲ့ဒီတော့ကဟယ်လင်ကို မောင်းတဲ့အတူတူလိုက်ခဲ့လို့ဘာကြောင့်မခေါ်ဒါလေးကျွန်တော်သူ့မျက်နှာကိုတဲ့အန်တော်စိုက်ကြည့်နေမိမောင်းတဲ့အတူတူလိုက်ခဲ့လို့ခေါ်ရမယ်ဟုတ်လားမင်းအင်ကိုထားခဲ့ပြီထက်သွားကြဖို့ဆိုတော့ဖြစ်နိုင်မှာမလားဟယ်လင်ပြီးတော့မင်းမိသားစုကိုလေထားရခဲ့ရမှာ မင်းချစ်ခင်မြန်တို့ရဲ့အရာအလုံးကိုဆုံသွားပြီးထွက်သွားဖို့ဆိုတော့ဖြစ်နိုင်မလားဟဲလင်ကတော့ဟဲလင်မိသားစုကို မချစ်ဘူးမုန်းတယ်ကျွန်တော်အန်အောင်လို့ရုတ်တရက်ပြောရမှန်းတော့မသိတော့ဘူးအချိန်တော်ကြီးကြာမှမင်းဟုတ်ဘက်ကချင်းတွေကိုသိရမှာမဟုတ်တာဘယ်လိုက်လို့ဘယ်ဖြစ်မလဲမောင်ကတော့သိလို့လားမောင်လည်းမသိပါဘူးသူ့စကားကမှန်းနေကျွန်တော်လည်းမဖြစ်လို့တော့ထွက်ခဲ့တာ ိုနိုင်ငံရဲ့အခြေအနေကိုမဲမဲရဘာမှသိတာမဟုတ်ဘူး။မောင်မင်းကိုဒီနိုင်ငံနဲ့ဝေးရကိုခုံမသွားကြလို့ပါကွယ်။ကျွန်တော်ကပြန်ဖြေ။ကျမကတော့ဒီနိုင်ငံဒီရက်သေးတာကိုမုန်းနေ။ဒီမှာရှိရှိသမျှအရာတိုင်းကိုယွန်းနေ။မောင်ကဘာကြောင့်ပြန်လာတာလဲ။ဟိုလုံးကတော့မင်းမမုန်းခဲ့ဘူး။မဟုတ်လားဟဲ့လင်း။သူကကျွန်တော်မိကုန်းကိုမဖြေဘူး။ ရှင်ဘာဖြစ်လို့ဒီလိုပြန်လာရတာလဲသူကအခန်းရဲ့ဟိုဘက်အဆုံးမှာရက်နေမျက်နှာထားကကျွန်တော်အပေါ်မကြည့်နဲ့တလူပဲကျွန်တော်ဒေါသဖြစ်လာတယ်ဆက်စုပ်ယုံရှာတဲ့စိတ်တွေဝင်လာတယ်ကျွန်တော်ထွက်သွားခဲ့တော့ကအဖြစ်ကိုပြန်ပြီးစဉ်းစားကြည့်တယ်ရှင်းရှင်းလေးပါဖြစ်ရဖြစ်စီလုံးလုံးစင်ထမပူပါဘူးနိုင်ငံတွင်းကထွက်သွားတဲ့လူတယောက်နေနေ ကျွန်တော်ဘွားဟာဘာတစ်ခုမှရေးရတာမဟုတ်ဘူးအဲ့ဒါလိုဘွားမျိုးတွေကိုဟဲလင်ဝင်လာအောင်ကျွန်တော်လောက်အောင်လားမလုပ်ချင်ဘူးမလုပ်ရဘူးကျွန်တော်သူ့ကိုတယောက်ထဲထားပြီးထွက်သွားခဲ့တာဟာအဖြစ်မဟုတ်ဘူးလို့ပြီးကျွန်တော်ကတော့ယုံကြည်ရရှင်ဘာကြောင့်ပြန်လာရလဲဂျိုးဆက်သူကထက်မိတယ်ကျွန်တော်အနေနဲ့သူ့ကြောင့်ပြန်လာတာလို့ပြောတင်တာအမှန်ပဲဒါပေမဲ့ကျွန်တော်ပြောမထွက်ဘူးပြောဘူးရကတိတ်မလွယ်ဘူး အထူးကျန်နိုင်မှုကတိတ်ပြင်းထန်လာတော့ကျွန်တော်အနေနဲ့ကိုကိုကိုထိမ့်သိမ့်ကာဝယ်နိုင်တဲ့ဆွမ်းအားဟာမရှိသလောက်ဖြစ်သွားတယ်။ဘဝတက်တခုကိုတော့ကျွန်တော်မတီးဆောက်နိုင်တော့ဘူး။ကျွန်တော်တွေနဲ့ဘဝတက်ကိုတီးဆောက်ချင်တဲ့စိတ်လေးမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဘဝဟောင်းကိုမေ့လို့မှမရတာ။ခြေတလုံးအိမ်တိုင်းလှုပ်ပြီးသွားလာနေခဲ့ရတာငါးနှစ်ရှိသွားခဲ့ပြီ။အခုပြောင်းအောင်လာတော့ကျွန်တော်မှဘာမှပါမလာဘူး။ အာယုံတွေရှင်သန်တက်ကြွလာတာကလွယ်ပြီးဘာမှမရှိဘူး။ကျန်တဲ့ပိုင်းဒီမှာကတော့ကျွန်တော်အချင်းကြီးဟာခါလိပဲ။ဒါပေမဲ့ကျွန်တော်မှကြွေးတော့မတင်ဘူး။ဟိုဘက်ဒီဘက်နှစ်ဖက်စလုံးကမပိုင်နဲ့။နေဆက်သေးတာမြေပေါ်မှာ ကုန်လွန်ခဲ့ရတဲ့ညတွေကိုတရီရတယ်။အစားကလေးတက်လို့လောက်စားရဖို့အတွက်တမီးလောက်ကလေးအိပ်ရဖို့အတွက်ရုံးကန်လှူရှာခဲ့ရတဲ့ဖြစ်တွေကိုတရီရတယ်။ တကယ်တော့ကျွန်တော်ဘောဟာမြေရင်းအောင်းနေရာတွေခွေးတကောင်ရဲ့ဘောကနေဘာမှမချဘူးအခုလိုကိုယ့်အိမ်ကိုယ့်ရာတွေပြန်ရောက်လာပြန်တော့လေအဲဒီဟာတွေအားလုံးဟာလွင့်စင်ပြောက်ွေသွားတယ်ဒါတွေကိုဟယ်လင်နားလေအောင်ကျွန်တော်ရှင်းပြဖို့လေမလိုဘူးထင်တယ်အိမ်ကိုရောက်ချိန်ကလေးဟာစိတ်လက်ကြည်လင်ပေါ်ပါနေရေးကျွန်တော်ဟာရှင်းပြခြင်းစိတ်လေးမရှိဘူးပြီးတော့လေရှင်းပြကောင်မှပူရှုပ်တော့မှကိုလေကျွန်တော်စိုးရိမ်နေမိရင်သူကတော့ကျွန်တော်ပါဇက်ကသူ့ကြောင့် ြန်လာတာဆိုတဲ့စကားကြားချင်ရှာမှာပေါ့ဒါပေမဲ့ဒီစကားပြောလိုက်ရင်ကိုပျက်စီးရပျက်စီးကြောင်းဖြစ်သွားအောင်တွန်းပို့လိုက်တယ်လို့ဖြစ်လိမ့်မယ်လို့စိတ်ထဲကသိနေတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေမိမတွေကိုအများကြီးရှင်းပြတာဟာ အမားတခုကျူးလွန်တယ်လို့ဖြစ်တဲ့တယ်။ဒါကြောင့်လေမပြောတော့ဘူး။ကျွန်တော်ဟဲလင်နာကို ရောက်သွားတယ်။သူ့လက်မောင်းကိုကိုင်းလိုက်တော့သူ့တခုလုံးတုံးနေတာသတိထားမိတယ်။မောင်းမဖြစ်လို့ပြန်လာတာလည်းတယ်လို့ ်သူကထမီးဩမောင်မေ့သွားတယ်ကျွန်တော်ကစကားစားလိုက်တယ်မောင်ဘာတိစားပဲဟဲ့လင်းမောင်ဒီနေ့လုံးဘာမှမစားခဲ့ရသေးဘူးသူရက်နေရဲ့နေရာဘေးကစပွဲလုံးပေါ်မှာငွေမှန်ပေါင်းတက်ထားတယ်ယောက်ျားတယောက်တပုံရှိရင်တပုံနေကလူကိုကျွန်တော်မသိဘူးအဲ့တပုံကိုဒီလိုပဲချက်ထားဖို့လို့လားကျွန်တော်ကမေးသည်မလို့ဘူး သူကတန့်ပြက်နေပြောတယ်။အန်အားတင်သွားမို့လေရတယ်။သူကဇပွဲဘော်ကဓာတ်ပုံကိုယူပြီးဇပွဲအန်ဆွေတွေထုတ်ထည့်လိုက်တယ်။ချက်ဝစ်ကကျွန်တော်ကိုကြည့်ပြီးပြုံးသည်။ပြီးတော့သူစကားကိုဆက်သည်။သူကဓာတ်ပုံကိုလှုံတော့မဖြစ်ဘူး။စုပ်လည်းစုပ်မဖြစ်ဘူး။အန်ဆွေတွေပဲထည့်လိုက်တာ။သူလိုအပ်တဲ့အခါမှာအချိန်မီပြန်ထုတ်ပြီးဇပွဲဘော်တင်ထားနိုင်တာပေါ့။ကျွန်တော်ကရေလိုက်မိသည်။သူကအန်အားတင်သွားပြီးမျက်နှာထနေကျွန်တော်ကိုကြည့်နေတယ်။ ပြီးတော့ရေတယ်။မောင်တို့ခုမေးပြန်စီကျွန်တော်ကစကားပလင်ခံလိုက်ပြီးမင်း မောင်ကိုကိုယ်ကရှင်းပြစေဖို့စိတ်ကူးသလား။သူကခေါင်းခါရီဟင့်ဟင်ဟဲ့လေမကွာဘူး။ဒါပေမဲ့မောင်တို့မဟုတ်ဘူး။ဟဲ့လေရဲ့မိသားစုတွေစိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ရဲ့။အဲဒီညကကျွန်တော်အေးအေးဝဝမအိတ်ခဲ့ဘူးလို့ချက်ဝစ်ကဆက်ပြောတယ်။ကျွန်တော်အတော်ကြီးကိုပြင်မနှွမ်းနေနေတယ်။ ဒါပေမဲ့မအိပ်ဘူးကျွန်တော်နားထဲမှာအသံတွေကြားနေရတယ်။ဘာသံတွေမင်းတော့မသိဘူး။ကျွန်တော်ဖြစ်နေတာကအိတ်တဝက်နိုးတဝက်ဖေး။ကျွန်တော်အိမ်မက်တော်မန်နေ။အိမ်မက်ထဲမှာကျွန်တော်ကိုလူတွေလိုက်လို့ထွက်ပြေးနေရတယ်။ဟဲလင်တကြိမ်နိုးလာတယ်။မောင်အိမ်မပြောဘူးလား။မပြောဘူး။အိတ်ပြောဘူးလေမမျော်လင့်ပါ။ဟဲလင်ကမိဖွင့်လိုက်သည်။ဗရင်မောက်စီကအရေးတွေဟာအထွတ်မဲ့ကိုခုံဝင်လာကြတယ်။ မျောလင်းချက်ဆိုတာကသိပ်ပြီးမများထားလို့လေမကောင်းဘူးကျွန်တော်ကပြောသည်မောင်အိမ်မက်ဒီပေါ်မှာမောင်ထင်းချုံနိုင်စွမ်းမရှိဘူးဝမ်းကျင်သီးသလားဟေလင်းအများကြီးရှိရေမောင်ဘယ်တော့မှစာပြီးဝိုင်တောက်တက်သွားလေပြင်သစ်ကိုရောက်ခရေရပါပဲကောင်းတော့ဗောသူကပြောသည်ဝိုင်ကြောင်မောင်သိရလားသိတော့မသိပါဘူးမောင်တီထားတဲ့အကောင်းဆုံးဝိုင်ကတော့ စီပေါ်ပေါ်နေရတဲ့နေရာဝိုင်းမင်းဟဲလင်ကမိဝကန်နေဝင်သွားတယ်ဝိုင်းနေပလင်းနေဖောက်တန်ကိုယူပြီးပြန်ထွက်လာတယ်ဟဲလင်တို့ရဲ့အာနာရှင်ခေါင်းဆောင်ကြီးကဝိုင်းချက်တော်နဲ့ပတ်သက်လို့နီယူရီတီပြောင်းပြစ်လိုက်ပြီသူကကျွန်တော်ကိုလှမ်းပြောတယ်တဘာဝဝိုင်းထဲမှာတခြားထဲတာကိုခွင့်မပြုတော့ဘူးသူကဝိုင်းပလင်းနေနေဖောက်တန်ကိုလှမ်းပြီးကျွန်တော်ကမော်ဆေဝိုင်းပလင်းကို ဖွင့်လိုက်တယ် ဟယ်လင်ကဖွင့်ကွက်နှလုံးယူလာတယ်။မင်းဘာဖြစ်လို့အသားတွေတိတ်ညွတ်သွားလဲ။ကျွန်တော်ကမေးမလာတဲ့ငါဟယ်လင်တောင်တန်းတွေပေါ်ရောက်နေရှော့စီးထွက်တာလေ။မင်းဘယ်တော့ကရှော့စီးတတ်တာလေ။ဘသူတင်မေးရလဲ။လူတစ်ယောက်တင်မေးတယ်။သူကကျွန်တော်မင်းကိုသဘောမကျတဲ့မျက်နှာထားနေပြောတယ်။ကောင်းတာပေါ့လို့ကျွန်တော်လိုက်တင်ပြန်ပြေ။အခုလိုအချိန်မှာရေခဲရှော့စီးတတ်တာကလေမင်းအတွက်ကောင်းတာပဲ။ ကျွန်တော်ကဝိုင်းတစ်ခွက်ငှက်ပြီးဖန်ခွက်ကိုလှမ်းပြီးဝိုင်းကချင်းနေဘာကန်ဒီဝိုင်းထက်ပိုပြီးမှုရည်ဂျာမနီကထွက်သွားရင်းကဒီဝိုင်းမျိုးမတောက်ခဲ့ဘူးဟဲလင်းကိုဘသူတင်ပေးရဆိုတော့မမသိချင်ဘူးလားဟဲလင်းကမေးမသိချင်ပါဘူးသူကကျွန်တော်ကိုဖျက်ခနဲလှည့်ကြည့်အံအားတင်သွားတဲ့လက္ခဏာလေးရှိရဲ့ဟိုတော့ကတော့ဒီလိုတန်တဲ့ဝင်စားမျိုးတိရကြရင် ျွန်တော်ဟာတညလုံးထိုင်ပြီးစစ်စီမေးမြန်းနေတဲ့တည်းလူစားပါအခုတော့လေနင်းနေကလေးမှစိတ်ဝင်စားမောင်ကအချို့တော်ပြောင်းသွားပြီသူကမချက်ချပြန်နေသူဟာဖန်ခွက်ကိုခိုင်ထားတယ်ဖန်ခွက်ထဲကဝိုင်းကိုတော့မတော့သေးဘူးကျွန်တော်ကဝိုင်းကိုမော့လိုက်တယ်ဝိုင်းကကောင်းတာပဲသူကတော့ဘာမှပြန်မပြောဘူး သူ့ဝိုင်ကိုဖြည်းဖြည်းချင်းရတာခံပြီးတောက်နေကျွန်တော်ကသူ့မျက်လုံးကိုစိုက်ကြည့်နေမိဟယ်လင်ဟာအတော်ငယ်သေးရလို့ပဲတွေးမိအထွေကြုံလေးနဲ့မှာပေါ့သူ့မျက်နှာမှာမမနာအရင်ငွေကြီးထင်ဟပ်နေပြီမေချစ်စရာတော့အကောင်းသာကျွန်တော်အဲ့ရပေါ်မှာငင်းငင်းဆင်းဆင်းမေထိုင်းနေတယ်အခုမောင်းနေတာနမယ်ရင်းနေပဲလားနမယ်ပြောင်းထားသေးလားဟယ်လင်ကမေကျွန်တော်ကနမယ်ပြောင်းထားတယ်လို့ ပြောပြတယ်